ပြည်တော်စုငြိမ်းချမ်းရေးညီလာခံ27ရာစုပင်လုံးမှာနယ်မြေတောင်းခံခဲ့တဲ့တိုင်းလာရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကနယ်မြေတောင်းခံတာနဲ့ပတ်သက်ပြီးဘလို့ပဲကန့်ကွက်သူရှိပါစေဆက်လက်လှုံ့ဆော်မယ်လို့ပြောဆိုသွားပါတယ်ဒီသတင်းကိုတော့ဒေါ်တင်းတင်းနယ်ပေးပို့ထားပါတယ်ရှင်အော်တိုဘာလ9ရက်နေ့ကပြုလုပ်တဲ့ပြည်အောင်စုငြိမ်းချမ်းရေးညီလာခံ27ရာစုပင်လုံးပထမအကြိမ်အတွေ့အကြုံရှင်းလင်းပွဲမှာတိုင်းလန်ရှမ်းပြည်ပါတီဥက္ကဋ္ဌကပြောဆိုခဲ့တာပါကျွန်တော်ပြည်နယ်တောင်းတဲ့ကိစ္စပေါ့နော် အဲ့ဒါတော့ကျွန်တော်လူမျိုးတွေအားလုံးကဝိုင်းယူထောက်ခံကြတယ်။တခြားလူမျိုးတွေဘယ်လိုပဲထောက်ခံကောင်းဝဲကောင်းဝဲကျွန်တော်ချစ်ဆက်လုပ်ကောင်းမယ်။ဘာဘာကြောင့်လဲဆိုဒီပြည်နယ်ကိစ္စရေရေတို့စီမံကိန်းမို့ရေစီစီမံကိန်းဖြစ်ဖြစ်ပါလေ။ဒါဘေးရှင်ရမယ်လို့ကျွန်တော်တို့မပြောနိုင်ပါဘူး။ကျွန်တော်တို့ဆောင်ရွက်ရမတောင်းတော့ကျွန်တော်တောင်းဖို့ပါလား။ဒါအပြင်စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်စတဲ့နေရာတွေမှာနေထိုင်ကြတဲ့ရှမ်းပြည်တွေဟာလူမျိုးပါအဖျောက်ခံထားရတယ်လို့ပြောပါတယ်။ဒီလိုတောင်းဆိုမှုတွေဟာရှမ်းအလုံးအတွက်တာမက အတူနေတဲ့တိုင်းရင်းသားတွေကိုဒန်းတူညီမြခန်းစားခွင့်ရရှိရမှာဖြစ်တယ်လို့ပြောပါတယ်။ချမ်းလီတွေအနေနဲ့လည်းပြည်နယ်ရတဲ့နဲ့ကျွန်တော်လူမျိုးပါအပြတ်ခံရတယ်ဒီမျိုးလူမျိုးကိုပြန်ဖော်ပေးပါ။နောက်တော့ကျွန်တော်တို့လူမျိုးနဲ့ရပိုင်ခွင့်ပြည်နယ်စစ်သားနဲ့ညီပြည်နယ်ပေးပေးပါ။အော်ကျွန်တော်တို့လူမျိုးကအင်မတောင်းလည်းများတယ်။လွတ်လပ်ရပြီးတဲ့ကျွန်တော်လူမျိုးဖြောက်ဖြက်ပြစ်ခဲ့တာ။ အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်အခုနေတယ်တမ်ဖို့ရတော့တိုင်းလန်ရှန်နီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့စီရင်အရာရှန်နီလူမျိုးတွေဟာမြကြီးနာမိုကောင်မိုညင်စားတဲ့နေရာတွေမှာလေးဒိန်းကျော်လောက်ရှိတယ်လို့ပြောပါတယ်။ဒါအပြင်အတွေ့အကြုံရှင်းလင်းပွဲကိုတက်ရောက်တဲ့သူကတော့အရင်ကစားဝတ်နေရေးကိုတော့ဦးစားပေးနေရတာကြောင့်အခုတော့လူမျိုးအတွက်လည်းအလုပ်လုပ်ရတော့မယ်လို့ပြောပါတယ်။ ။ဒီမှာကတော့အရင်တုန်းကတည်းကဒီတိုင်းရင်းသားနဲ့ပတ်တက်လို့ဒီမျိုးနဲ့ပတ်တက်လို့ကတော့အားလုံးခံချင်ပြင်းပြတယ်။ဒါပေမဲ့ကိုယ်ကစားရတော့ရေမလုံလောက်သားတို့အလုပ်ကခုခုလုပ်ရတဲ့အခါစိတ်ထဲမှာဘယ်လိုပြောမလဲစီဝါရီထဲကိုရောက်သွားတာပေါ့ဒါပေမဲ့အခုဒီတခါနှထောင်ရတဲ့ခါတည်းကတော့စီဝါရီကိုလည်းစိတ်စိတ်ဝင်စားတော့ဥပါအဲ့ကိုလူမျိုးအတွက်ကိုပဲစိတ်ဝင်စားမယ်လို့ဆိုနေတာကချင်ပြည်နယ်ကိုမျိုးနယ်နဲ့သခိုင်းတိုင်း6မျိုးနယ်စုစုပေါင်း15မျိုးနယ်မှာ ပြည်အောင်စုငင်းချိုင်းရင်ညီလာကန်27ရာစုပင်လုံးပထမအကြိမ်အတွေ့အကြုံရှင်းလင်းပွဲကိုမြစ်ကြီးနားမြို့ရှမ်းမြွနယ်စုများဓမ္မယုံမှပြုလုပ်ခဲ့ပြီးဒီပွဲကိုရှမ်းတိုင်းရင်းသားရေးရဝင်ကြီးအပါအဝင်လူ100လောက်တက်ရောက်ခဲ့ပါတယ်။ကျမတင်းတင်းနယ်ပါရှင်။